အခုတွေ့မြင်နေရတဲ့ CCTV မှတ်တမ်းကတော့ထိုင်းရောက်မြန်မာလူငယ်တယောက်ကိုရှမ်းလူမျိုးလူမိုက်တစ်ဖွဲ့မှစိုက်ကယ်နဲ့လိုက်လာပြီးဓာတ်နဲ့ဝိုင်းခုတ်ခဲ့တဲ့ CCTV မှတ်တမ်းပဲဖြစ်ပါတယ်။ကန်ထရယ်ထူမစ်လိုက်ဖန်နုံခွန်ဖြစ်စဉ်ကတော့ငါးလပိုင်း၅ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ဒင်းတန်ရက်ွက်၄၅လမ်းမှာရှိတဲ့ဝတ်တာ၆ကြော်ရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့နှစ်ရည်နေည3နာရီခွဲအချိန်လောက်ကနိုင်သက်ဆိုတဲ့မြန်မာလူငယ်ကိုမြန်မာနိုင်ငံသားရှမ်းလူမျိုးလူမိုက်တစ်ဖွဲ့မှစိုင်းကဲနဲ့လိုက်လာပြီးဓာတ်နဲ့ဝိုင်ခုတ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးအခင်းဖြစ်တဲ့အချိန်ကို CCTV ထဲမှာတွေ့ရတာကတရားရရှိခဲ့တဲ့နိုင်သက်ဆိုတဲ့မြန်မာလူငယ်ဟာလမ်းထဲမှာတရက်ခန့်နေရဲ့ထိုးချိတ်တာကိုခံရလို့ထွက်ပြေးလာရင်ပြေးမလွတ်တော့တာကြောင့်အော်ဟေးအခုညီတောင်းကလမ်းဘေးမှာရှိတဲ့ဝတ်သား၆ကြော်ရောင်နဲ့စိုင်းတဆိုင်ထဲကိုပြေးဝင်ခဲ့တာဖြစ်ပါတယ်။နောက်ပြီးသူဟာလူမိုက်အဖွဲ့ကိုသူ့ကိုအန်ဒီယံမပြူဖို့အတွက်ရှစ်ခိုးတောင်း မန့်ခဲ့ပေမဲ့လူမိုင်အဖွဲဟာသူ့ရဲ့တောင်းပန်မှုကိုလက်မခံပဲကျိန်မောင်ကစိုင်ထဲကိုလိုက်ဝင်ပြီးနိုင်သက်ဆိုတဲ့လူငယ်ကိုဓာတ်နဲ့ခုတ်ခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲနိုင်သက်ဆိုတဲ့မြန်မာလူငယ်ဟာအနီးနားမှာရှိတဲ့ကော်စလာတစ်ခုကိုကောက်ကင်ပြီးသူ့ခန္ဓာကိုယ်ကိုကာခဲ့တာကြောင့် ဒါကြက်တတော်မများဟာနိုင်သက်ဆိုသူကိုမထီပဲကော်စလားကိုပဲအများဆုံးခုံမိခဲ့ပါတယ်။တိုးပင်မဲ့လည်းနိုင်သက်ဆိုတဲ့မြန်မာလူငယ်ကတော့ဥကောင်နယ်လမ်းမှာဓာတ်တန်ရာတချို့ရရှိခဲ့ပြီးစေယုံရောက်သွားခဲ့ပါတယ်။နောက်ပြီးတရခန်တွေဟာပြစ်မှုကျူးလွန်နေတဲ့အချိန်ကိုဗီဒီယိုရိုက်ယူထားပြီးအိုင်နောက်ပိုင်းမှာတော့သူတို့ဘလောင်မိုက်တဲ့ဆိုတာကိုလူအများသိအောင်တစ်တော့ပေါ်မှာတင်ခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ထိုင်းတရင်တောက်တွေကအခင်းဖြစ်သွားတဲ့ဆိုင်ကိုသွားပြီးတရင်ယူမှုပြုလုပ်တော့ဇီးတဲ့တချို့ပြောပြတာကအခင်းဖြစ်တဲ့အချိန်ကသူမတို့လည်းဆိုင်ပိတ်လိုက်ပြီးအော်ဟင်းန ေတဲ့အတန်တချို့ကိုတော့ကြားရတယ်ဒါပေမဲ့သူမလည်းကြောက်လို့ထွက်မကြည့်ရဘူးခဏအကြာမှာအတန်သိပ်သွားလို့မှန်တဲ့ကနေချောင်းကြည့်ကြည့်တော့ဒဏ်ရာရရှိခဲ့တဲ့လူငယ်ဟာဆိုင်ထဲကနေထွက်လာတယ်သူရဲ့ခန္ဓာကိုယ်မှာဆိုရင်လေသွေးတွေကရဲနေတယ်အဲအချိန်မှာသူမတို့လည်းကြောက်တော့ဒဏ်ရာရရှိခဲ့တဲ့လူငယ်ကိုမကူညီလိုက်ရဘူးလို့ဈေးတဲ့တူမှပြောပါတယ်နောက်ပြီးအဒီနာမှာနေတဲ့အတော်ကြီးတယောက်ပြောပြတာကအခင်းဖြစ်သွားတဲ့နေရာကအတော်နေတဲ့နေရာနဲ့နေနေလေး ဲအချိန်ကအတန်ကြာတယ်ဒါပေမဲ့အတော်တို့လည်းကြောက်တော့စင်းလာပြီးမကြည့်ရဘူးအခင်းဖြစ်ပြီးနောက်ပိုင်းမှတီးရတာကဒါနဲ့အခုတ်ခန့်ခဲရတဲ့လူငယ်ဟာမြန်မာလူငယ်ဖြစ်တယ်လို့ထိုင်းလူမျိုးအတော်ကြီးတို့ဦးမှပြောပါတယ်နောက်ပြီးပြည်စီပို့သမားတယောက်ထိုင်းတရင်တောက်တိတ်ကိုလာပြီးပြောပြတာကအဲ့ဒီလူမိုင်းအဖွဲဟာရှမ်းလူမျိုးတွေဖြစ်ပြီးဒီနာလီကဟော်နာလီကနာမှာအုပ်စုဖွဲ့ကြတယ်တခါတလေဆိုရက်ကွက်ထဲကလူတွေနဲ့ရန်ဖြစ်လေရှိပြီးဒီမတိုင်ခင်အရင်မှလည်းကျွန်တော်ညီဝန်ခွဲကိုဝန်ရိုက်ခဲ့ကြတယ်အဲ့တော့ငါတော့ကျွန်တော်သူတို့ကိုပြောလိုက်သေးတယ်ဒါထိုင်းနိုင်ငံမင်းတို့နေတဲ့နိုင်ငံမ ဟုတ်ဘူးမင်းတို့လှုပ်ချင်းတယ်လို့လှုပ်လို့မရဘူးလို့ပြောလိုက်သေးတယ်လို့ပစ္စည်းပို့သမားထိုင်းလူမျိုးမှသတင်းတောက်တွေကိုပြောပြပါဗါးလက်ရှိမှာတော့ထိုင်းရဲ့တပ်ဖွဲ့ကတရက်ခန့်နေကိုဖမ်းဆီးဖို့အတွက်လိုက်လံရှာဖွေမှုတွေပြုလုပ်နေပြီးထိုင်းသတင်းမှပြောတာကတော့ရှမ်းလူမျိုးလူမိုက်အဖွဲ့ရဲ့ဓာတ်နယ်ခေါက်တာကိုခံခဲ့ရတဲ့နိုင်သက်ဆိုတဲ့မြန်မာလူငယ်ဟာဆိုရင်လေလူမိုက်ဖြစ်ပြီးသူ့မှလည်းအဖွဲ့ရှိတယ် ီမတိုင်ငင်အရင်မှာရှမ်းလူမျိုးလူမိုက်အဖွဲ့နဲ့သူတို့အဖွဲ့ဟာပြဿနာဖြစ်ခဲ့ကြပြီးမကြေနပ်တာကြောင့်ရှမ်းလူမျိုးလူမိုက်အဖွဲ့ကသူ့ကိုလမ်းမတယောက်တည်းတွေ့တဲ့အချိန်မှာအခုလိုဝိုင်းပြီးဆုံးမခဲ့ကြတာဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါတယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့နဲ့အတူမြန်မာနိုင်ငံသားတွေကိုလိုက်လံနှိမ်နေနေတဲ့နှကံမွေးအဖွဲ့ကပါဘန်ကောက်မြို့တင်တဲ့ရက်ကွမ်းမှာရှိတဲ့မြန်မာနိုင်ငံသားလူမိုက်အဖွဲ့နဲ့တခြားလူမိုက်အဖွဲ့တွေကိုအ мян ဆုံးဖမ်းဆီးနိုင်အောင်ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။